္ဂလာပါရှင်။မင်းသမားရဲ့သတင်းတူသတင်းမှများကိုတိုက်ဖြတ်ခြင်း Misinformation Buster Season ကနေပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ်မင်းသမား Fact Check အဖွဲ့ကနေစစ်ဆက်ထားတဲ့သတင်းတွေကတော့သဘုံတွင်စီးလာတဲ့သင်္ဘောမှုမီးရှို့ရဲလို့ဖြန့်ဝေထားတဲ့သတင်းမှ Fire Hound တွေထည့်သွင်းပြီးတော့ Philippines မုန်တိုင်းတိုက်ခတ်မှုလို့ဖြန့်ဝေနေကြတဲ့အကြောင်းနဲ့လာမယ့်အောက်တိုဘာလအတွင်းမှာသတိပြုစရာသတင်းတူသတင်းမှတွေအကြောင်းကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ ဘောင်ရီစူးလာတဲ့သင်္ဘောမျိုးစစ်တပ်ဘက်ကဗိုလ်မှူးအဝါကမီးရှို့ခဲ့တယ်ဆိုတဲ့ရုပ်သံတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါဗျ။အဝါဆိုတဲ့ TikTok အကောင့်ကနေပြီးခဲ့တဲ့2ရက်ကဒီရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားတာပါ။ဒီရုပ်သံဟာစိုက်နှစ်သက်သူ2000ကျော်နဲ့ကြည့်ရှုသူ2သိန်းနီးပါးရှိနေပြီဖြစ်ပါတယ်။ဖိုင်ထဲမှာတော့တနက်ပစ်ဖောက်တဲ့တန်နေနဲ့အတူသင်္ဘောတစ်စင်းဟာရေပေါ်မှာမီးလောင်နေတာကိုတွေ့ရပါတယ်။မြစမကတရုတ်တံဖိုင်တွေကရုပ်ပုံတွေနဲ့ပုံတွေရဲ့စက်မြက်ကိုရှာဖွေတဲ့ Google Image Search ကနေတဆင့်ရှာဖွေစစ်ဆေးခဲ့ပါတယ်။ ဒီမီးလောင်နေတဲ့သမောဟာအပျော်စီးသမောဖြစ်ပြီးတော့ထိုင်းနိုင်ငံဘန်ကောက်ကကြောက်ဖျားမြစ်ထဲမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာထိုင်းအခြေစိုက်ထိုင်း BBS သတင်းဌာနကနေစက်တဘာ14ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ကြောက်ဖျားမြစ်ထဲမှာအပျော်စီးသမော3စီးမီးလောင်ခဲ့တယ်လို့ဖော်ပြထားတာပါသတင်းထဲမှာတုံးထားတဲ့ဓာတ်ပုံနဲ့ပြန့်နှံ့နေတဲ့ပုံကအတူတူပဲဖြစ်ပါတယ်ဒါအပြင်တပတ်တရား news stream website ကနေလည်းဒီအကြောင်းအရာကိုထပ်ပြီးတော့ဖော်ပြထားပြီးအဲ့ဒီဖော်ပြထားတဲ့အထက်မှာလူသေဆုံးမှုမရှိဘူးလို့လည်းသိရပါဗျ။ ဒါကြောင့်တခြားနိုင်ငံကအပျော်စီးသင်္ဘောမီးလောင်မှုကိုတဘုံတွေစီးလာတဲ့သင်္ဘောမှုစစ်တပ်ဘက်ကဘုံမှုအဝါဆိုသူကမီးရှို့ဖြတ်စီးရဲဆိုတာဟာအကြောင်းအရာတိုက်ဆိုင်မှုမရှိဘဲလိုတလိုပုံဖော်ဖန်တီးထားတဲ့သတင်းမှားပဲဖြစ်ပါတယ်။ဖိလစ်ပိုင်နယ်မှာစူပါတိုင်ဖုန်းမုန်တိုင်းတလုံးဖြစ်တဲ့ရာဂါဇာဆိုတဲ့မုန်တိုင်းဝင်ရောက်တိုက်ခတ်သွားခဲ့ပါတယ်။တစ်ဆက်တည်းမှာဒါနဲ့ပတ်သက်တဲ့ရုပ်တံဖိုင်အဟောင်းတွေလည်းပြန့်နှံ့လာပါတယ်။ စိန်ကျော်တန်းဆိုတဲ့ Facebook ကောက်ကနေစက်တဘာ22ရက်နေ့မှာကြောက်စရာကြီးနာဂက်ထက်ကျန်းနဲ့မနေ့ကဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာစူပါတိုင်ဖွန်ရာဂါဇာဝင်ရောက်လေးတိုက်နှုံးတနာရီမိုင်130ကနေ165အခုနှစ်အတွင်းမှာအပြင်းထန်ဆုံးမုန်တိုင်းအဆင့်၄အသက်မှတ်ထားလို့ရေးသားပြီးတော့ရုပ်သံဖိုင်တစ်ခုကိုရေးသားဖြောင်းရေးထားတာပါအဲ့ရုပ်တောင်ဖိုင်ထဲမှာလေပြင်းတိုက်ခတ်နေတဲ့အချိန်ဖြစ်ပျက်နေတဲ့ရုပ်ပုံတွေကိုရိုက်ကူးထားတာတွေပါဝင်ပါတယ် ဒီဖိုင်ကိုကြိုက်နှစ်သက်သူ3000ကျော်နဲ့ပြည်လည်မျှဝေသူ3000ကျော်နဲ့ကြည့်ရှုသူတသန်းခွဲအထိရှိနေပြီဖြစ်ပါတယ်တရုတ်တံဖိုင်နယ်ကပုံတွေကို screen shot ရိုက်ပြီးတော့ပုံတွေရဲ့ဇက်မြက်ကိုရှာဖွေတဲ့ Google Image Search ကနေတဆင့်အချက်အလက်စစ်ဆေးခဲ့ပါတယ်။ရုတ်တံဖိုင်နယ်ကအိမ်ခေါင်မိုးကြီးလွန့်ထွက်သွားတဲ့ပုံဟာပြီးခဲ့တဲ့မေလက YouTube channel တစ်ခုကနေဖြန့်ဝေထားတဲ့ရုတ်တံဖိုင်မှာပါဝင်နေတဲ့အဟောင်းဖြစ်နေတာကိုတွေ့ရပါတယ်။ ကားတစီးအပေါ်မှာတစ်ပင်တစ်ပင်ပြိုကျတဲ့ပုံဟာလည်းအခုဖြစ်စင်မဟုတ်ပဲအရင်ဇူလိုင်လမှာ TikTok အကောင့်တစ်ခုကနေဖြန့်ဝေထားတဲ့ရုပ်သံဖိုင်ထဲမှာပါဝင်ပါတယ်မန္တလေးမှာရှိတဲ့အဆောက်အုံတွေကလေပြင်းတိုက်ခတ်မှုကိုရိုက်ထားတဲ့ရုပ်သံဖိုင်ကိုတော့ကိုရီးယားနာမည်နဲ့ website တစ်ခုကနေ August လမှာဖြန့်ဝေထားတဲ့ဖိုင်အဟောင်းဖြစ်နေတာကိုတွေ့ရပါတယ်။အခုပြန့်နေတဲ့ရုပ်သံဖိုင်တွေက၃ခုကိုဖိုင်အဟောင်းဖြစ်ကြောင်းစစ်ဆေးနိုင်ခဲ့တာပါ။ကျန်တာတွေကိုတော့အတည်ပြုနေစေဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာရာဂါဇာမှုန်တိုင်းဟာအမှန်တကယ်ဝင်ရောက်တိုက်ခတ်သွားခဲ့တာပါ။ တနအီကို285ကီလိုမီတာနှုန်းနဲ့တိုက်ခတ်ခဲ့တာဖြစ်တယ်လို့ BBC မှသတင်းဖော်ပြထားပါတယ်ဒါကြောင့်စိန်ကျော်တန်းရဲ့ဖြန့်ဝေမှုဟာဖိလစ်ပိုင်နိုင်ငံမှာရာဂါဇာမှုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့ဖြစ်စဉ်အမှန်ကိုအခြေခံပြီးတော့တခြားနေရာကရုပ်တံဖိုင်အဟောင်းတွေနဲ့ထည့်သွင်းပြုပြင်ထားတဲ့ရုပ်တံဖိုင်ကိုဖြန့်ဝေနေတာပါ။မြင်ရုံနဲ့စိုးရိမ်စိတ်ပိုစေမဲ့ရုပ်တံဖိုင်အဟောင်းတွေကိုစုပြီးတော့အခုလိုမျိုးဖြန့်ဝေထားတာပဲဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့လာမယ့်အောက်တိုဘာလအတွင်းပြန့်နှံ့လာနိုင်ခြေရှိတဲ့သတင်းတုသတင်းမှားတွေကိုသတင်းဖတ်ရှုသူတွေကြိုတင်သတိပြုနိုင်ဖို့အတွက်စူးစီးဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီလနဲ့မှာအထင်ကရနေ့တွေအဖြစ်တနိုင်ငံလုံးအပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တာအောက်တိုဘာ15ရက်နေ့ဆိုရင်10နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီလိုနဲ့မှလက်မှတ်ရေးထိုးထားကြတဲ့အဖွဲ့အစည်းတွေကြားသဘောထားကွဲလွဲမှုတက်မာမှုတွေကိုပုံကြီးချက်ရေးသားတာဒါမှမဟုတ်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနှုတ်ထွက်တာထတ်တိုးတာတွေနဲ့ပတ်သက်လို့သတင်းတူတွေထွက်ပေါ်နိုင်ခြေရှိပါတယ်တစက်ထဲမှာပဲတိုက်ပွဲသတင်းတွေနဲ့ပတ်သက်လို့မြေပြင်အခြေအနေစစ်ရှောင်ပြည်သူတွေရဲ့အခက်အခဲနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုသတိပြုဖို့လည်းလိုအပ်ပါတယ်။ ဒါအပြင်တိုက်ပွဲဗီဒီယိုဖိုင်အဟောင်း AI နည်းပညာနဲ့ဖန်တီးထားတဲ့ရုပ်သံနဲ့လူမျိုးရေးဘာသာရေးအခြေခံဝါရဖြန့်သတင်းအမှားတွေပြန့်နှံ့လာနိုင်ခြေကိုလည်းအထူးဂရုပြုစောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ်နေနဲ့အော်တိုဘာ9ရက်နေ့ဟာအာဇာနီဂုံဘုံပေါက်ကွဲမှု52နှစ်ပြည့်မှာဖြစ်ပြီးတော့အော်တိုဘာ26ရက်နေ့ကတော့ SNLD 2000ကျင်း38နှစ်ပြည့်ပြီဖြစ်ပါတယ် ဒီလိုထင်ကြရနေ့တွေမှာသမိုင်းကြောင်းတွေကိုပြန်လည်ဖော်ပြရတဲ့အတူမှားရွင်းတဲ့အချက်လက်တွေပုံဟောင်းတွေကိုအခုမှဖြစ်တဲ့ဖြစ်စဉ်လိုမျိုးဖန်တီးပုံဖော်တာတွေရှိလာနိုင်ပါတယ်ဒီလိုနေ့မှာဆိုရှယ်မီဒီယာအပြင်မြေပြင်လှုပ်ရှားမှုတွေပြုလုပ်မဲ့သူတွေအဖို့ digital လုံခြုံရေးကိုပါထည့်သွင်းစဉ်းစားကြဖို့တိုက်တွန်းလိုက်ပါရစေလက်ရှိအခြေအနေနဲ့ဆက်ဆက်တဲ့သတင်းမှားတွေနဲ့ပတ်သက်ပြီးတော့တဘာဝ BNDN နဲ့ဆက်ဆက်ပြီးပြောရရင် လက်ရှိမှာလဲဖိလစ်ပိုင်နိုင်ငံမှာရာဂါဇာမုန်တိုင်းဝင်ရောက်တိုက်ခတ်တဲ့သတင်းတွေနဲ့ပတ်သက်လို့ပြည်သူတွေရဲ့စိုးရိမ်မှုကိုပိုပြီးတော့ကြီးထွားစေဖို့အတွက်ဖိုင်ဟောင်းတွေနဲ့အတူ AI နည်းပညာနဲ့ဖန်တီးထားတဲ့ရုပ်သံတွေအချက်အလက်အမှားတွေကိုအသုံးပြုဖြန့်ဝေမှုတွေရှိလာနိုင်ပါတယ်။စစ်ကောင်စီကအတန်းအတမပြုတ်လုပ်ဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲကြီးကျင်းပဖို့ကလည်းနှစ်လကျော်ပဲကျန်တော့တာမို့ပြည်သူတွေနေနဲ့ဒီကာလတည်းမှာရွေးကောက်ပွဲအကြိုမှာဖြစ်နိုင်တဲ့ပြစ်ပခါတွေမဲဆွယ်ပွဲတွေနဲ့ပတ်သက်လို့ဖြစ်စဉ်အဟောင်းတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။ ဒါတွေကတော့အော်တိုဘာလာတဲမှာထွက်ပေါ်လာနိုင်ခြင်းရှိတဲ့သတင်းတူသတင်းမှားတွေနဲ့ပတ်သက်လို့ဖော်ပြထားတာပါ။သတင်းဖတ်ရှုသူတွေအနေနဲ့လည်းသတင်းတွေကိုချက်ချင်းယုံကြည်ပြီးကောက်ချက်ချတာမျိုးမဟုတ်ပဲသက်ဆိုင်ရာကတရားဝင် ထုတ်ပြန်ချက်တွေတိကျခိုင်မာတဲ့သတင်းရင်းမြစ်တွေနဲ့တိုက်ဆိုင်စစ်ဆေးကြဖို့လိုအပ်ပါတယ်။ တစ်ပတ်အတွင်းစစ်ဆေးထားတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါပြည်သက်တဲ့အနေနဲ့စစ်ဆေးစစ်ခြင်းတဲ့သတင်းတွေတွေ့ခရင်မဲ့ဖြစ်ဖြစ်တန်တရာရှိတဲ့အကြောင်းအရာတွေကိုတွေ့ခရင်မဲ့ဖြစ်ဖြစ်ကျမတို့ရဲ့ fact check အဖွဲ့ကိုဒီလိန်လေးကနေတဆင့်စစ်ဆေးစစ်ခြင်းတဲ့အကြောင်းအရာတွေကိုပေးပို့ကြဖို့အတွက်ဖိတ်ခေါ်ပါတယ်ကြေရှော်အပေးခဲ့ကြတဲ့ပြည်သက်တဲ့အားလုံးတဘာဝဘေးစစ်ဘေးကနေကင်းဝေးပြီးတော့သတင်းအမှန်တွေကိုရွေးချယ်ဖတ်ရှုနိုင်ကြပါစေရှင်လောကမီဒီယာရဲ့ဆက်လက်ရည်ရွယ်ချက် ်ကိုပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝင်ပြည်သူတွေကိုယ်နိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။